မြင်တော့ကျွန်တော်တို့ကကလန်ကဆန်လောက်တဲ့လူပဲပြောပြောတော့နော်မိုးကျူပြစ်လိုက်မယ်ဆိုပြောရင်ကျွန်တော်ပြန်ပြောမိုးကျူကကျွန်တော်ကိုမပြစ်ဘူးဟိုဘက်ရက်ကွက်ကနော်ဖျားတရားတမားဂောဘကနေရာတွေမှာဝင်ပြီးလောက်နေတဲ့တော့မောင်ကျော်ပြစ်သွားတယ်ဒါကြောင့်မရအိုနေပြီဗျနော်လက်မတက်တော့ဘူးဒီတော့ကျော်မှာအလူအလုတ်ဆုပ်ပုတ်ကိုဖြစ်တဲ့နော်ကျွန်တော်အဖေရဲ့တငယ်ချင်းအရက်ဆိုင်ဖွင့်ထားတယ်ချဲတိုင်းလည်းကိုင်းတယ်မွေးရဲ့ဈေးဝါးတွေလည်းជីကြီးမမားဒါကိုရောင်းချတယ်ပေါ့ဗျာ ထရောက်ဖို့လုပ်ငန်းလဲနော်ကားလေးထောင်ထားပြီးတော့လုပ်တယ်ပေါ့ဗျာပထမပိရိတ်အတန်မဆဲသူ့အဲ့ရောအကြောင်းလေးမှာပေါ့ရော့ဖက်ပူစော့တယ်ထရောက်တရားလုပ်လိုက်နော်ကောင်းတာလုပ်တာကိုပြောချင်တယ်ပေါ့ငငယ်ကနော်ကျွန်တော်တို့ဆရာမကိုမေးမိပါလေမြင်းမို့တောက်ဘယ်မှာရှိလဲဆိုပြီးတော့မေးတာအချိန်မှာနော်ကျွန်တော်ရိုက်ခံရသေးတာပဲအဖြေကတော့သူတို့မပြောနိုင်ပါဘူးနော်တချို့တွေငငယ်တော့ပြောကြတယ်ဒါကြီးလိုက်ဘာလုံးမလဲမေးကြတယ်ပေါ့ဗျာအာကတိုင်းရင်မှုလုံးမဲ့လို့ကျွန်တော်တို့ဖြေလိုက်တဲ့အခါကျရင် ။အော်အဲ့ချေတော့လက်ပြီးကိုတက်ကြည့်ချင်တာဘူး။အော်အဲ့လိုမျိုးကြောင့်ဖြေလိုက်တဲ့ခါကျရင်ကိုလိုကလန်နေဖြေရော။အဲ့ရှိမှရည်တွင်အဝီစီတွေရှိရဆိုရင်စဉ်းစားမိတဲ့အတွေ့အကြုံငရဲပြီမှချိုးရည်တောက်ရည်တောက်ရည်ကတော့နော်လောဝရှမ်ပယ်ဖြေလိုက်မယ်ဆိုပြီးတော့လည်းအယူမမိတာပဲ။ကျွန်တော်အမေဖုတ်ဖုတ်ကြွလာတဲ့အချိန်မှာမနဲ့စောစောထပြီးတော့ချက်ပြုတ်ပြီးတော့အဆုံးကတ်တယ်။တိလာရှင်လာတဲ့အခါမှာကတော့ပသေးရဲဆိုပြီးတော့ပြောတဲ့ဥစ္စာကိုเนาะအမေကတော့ဂျန်တာတွေ ခွဲပြီးတော့လုံနေပြီဆိုပြီးတော့အဝေးခံလိုက်မိတာမျက်စောင်းခက်ခက်ရတပြီးတော့ပဲမနေ့တိုင်းကြီးစီထူပြီးတော့ဖျားရှိခိုးတတ်တဲ့အဖွားဖျားရှိခိုးပါဏိစာတွေရော့တယ်ပေါ့ဗျာအတိတ်ဘက်ကိုကျွန်တော်မေးတဲ့အခါမှာအဖွားကုသရတယ်လူလေးတဲ့အဲ့ဒါလောက်ပဲပြောပါတယ်သူလည်းမသိဘူးအဲ့လိုမျိုးရှိတယ်ဖျားစွန်းတော့ကိုကျွန်တော်တို့အမပဲသူစားကျင်တဲ့အပိရွေးဝယ်ပြီးတော့တနေ့တစ်မျိုးမယိုးအောင်ကပ်ပါတယ်ဖျားကတော့သူ့အကြိုက်လိုက်ပြီးတော့ ဖောက်ပေးနေရတယ်ဗောဗျာဖျားပန်းနေတရချတရချလွင့်ပြရတယ်အဲ့ဒါဆိုရင်ပြောမိပါတယ်အမနေပန်ဖို့ဝယ်တာဆိုလည်းတော်သေးတယ်အခုကဖျားကိုဖျားပန်းပန်လို့လားဆိုပြီးတော့မေးတဲ့အခါမှာလည်းနေရွှဲဆွဲလိုက်ခန့်ထိတာပဲနော်တရကျွန်တော်ဖေထူးထူးဆန်းဆန်းစကားကိုဆိုပါတယ်ပကံညာဥပုပ်ပါဖျားဘူးသွားမီးတဲ့ငငယ်ရထင်လာတာကသူစီစုမဲစုစုထားတဲ့ငွေကလေးဆက်ပြီးဝယ်ပေးမယ်ဆိုပြီးတော့လည်းအထင်မှားနေခဲ့ဘူးပါတယ် ဲ့လိုမျောလင့်ချက်တွေရှိပါတယ်အခုဖះဖူစီရဲဆိုတော့လည်းเนาะကျွန်တော်အဖေကိုမေးပါတယ်အဖေအဲ့ရဖះကဖူရတာရိုးသွားလို့လားလို့မေးတဲ့အခါကျတော့လည်းဖះအခုသွားဖူရဲ့ဖះဟာတကိုးကြီးဖះစူတားပြဖះပြီဆိုပြီးတော့ရှင်းပြပြန်ပြန်ရောဘောတမမြတ်ဆက်ဖះဆင်တုတော်တွေဟာအိမ်မှာထားပြီးကိုယ်ခွင့်ရင်တကိုးအာနီတင်ရော့နေတယ်ဆိုတာနော်ជីជីချူးစစ်ထားရင်တကိုးမြများရှိတယ်ဆိုတာတွေဟာအဲ့တော့မှတိလိုက်ရတာဟုတ် ။အရာစင်တူတော့တေးတယ်ဆိုတော့နော်ဖုန်နေလက်တက်နေဆိုတော့သူ့ဘာသာသူတော်မတုတ်တင်နိုင်တော့ဆိုတော့နော်ဖေဟာအဝေးသွားဖူးရတယ်ပေါ့။အဲ့ဒီမှာအဖေညီမကျွန်တော်တော်လေးနော်အတော်လေးကျမ်းမကြီးဖောက်ပြန်ပါလေ။အဖေထံမှာသူကဒေါ်လေးသမီးရနော်ကျွန်တော်အမဝမ်းခွဲပေါ့ဗျာ။ငွေယူပြီးတော့ငွေကြေးကုညီလာတောင်းပါလေ။အဖေကဖေဟာဖူးဖို့ဆုတောင်းတဲ့ပတ်စံလေးပဲ့မှဆိုပြီးတော့အထီးမခံဘူး။ငါ့မှာငွေအပုံမရှိတော့ဘူးဆိုပြီးပြောလို့လိုက်ပါလေ။ကိုကြီးဖျားတွေမှာဒေါ်လေးအတွက်အလူပြုတ်ပြီးတော့ ဆူတောင်းပေးပါမယ်ဆိုတဲ့အကြောင်းလည်းထည့်ပြောလိုက်သေးတယ်။အော်။တုံးခွဲအမတော့ငိုမဲမဲနဲ့ပြန်သွားတယ်ပေါ့ဗျာ။ကျွန်တော်လည်းအဲ့ဒါနဲ့ပဲဖျားဖူးမလိုက်ချင်လိုက်ချင်နဲ့လိုက်သွားခဲ့ရပါလား။မြန်မာပြည်မှာတောင်းစားနေတဲ့တောင်းစားတွေပေါ်များတဲ့ဆိုတဲ့အကြောင်းကိုဖျားသောက်တန်းကြီးရောက်မှကျွန်တော်ကောင်းကောင်းတွေ့ရသိရပါလား။ဖះမှာကတ်လူထားတဲ့ရွှေပြားလေးမြင်တော့ရွှေသားစားလူမွဲဖောက်ဘိုးအေးတွေကိုလောင်ပြားလောင်ပြားနေသလားလို့ကျွန်တော်မြင်မိပါတယ်။ ရားဟာခနှစ်သားသမီးများကိုတပြိုင်နက်ဆူတောင်းပူဇော်တာမျိုးမခံလို့ပါဘူးเนาะအဖေကတားကြတောင်းမှာတွားရပူဇော်ဆူတောင်းတဲ့အချိန်မှာအမေကအင်္ဂါတောင်းမှာတွားရပူဇော်ဆူတောင်းပါတယ်ထရားတပါတဲ့အာယုံမများအောင်ကိုခွဲပြီးတော့တောင်းဝန်ယူထားတဲ့ပုံစံတွေ့ရပါတယ်ဒီလူတချို့ဟာမွေးနေ့အထူးအစီအစဉ်အဖြစ်ဖရားကြီးတပ်ပက်နေကြတယ်ပေါ့ဗျာတက်စစ်ပူဇော်တယ်ပေါ့ကြည်လိုက်တော့မဟာမုနိဘုရားရေမောနေတဲ့ပုံစံမျိုးတော့တွေ့ရပါတယ်။အော် ငယ်ငယ်တော့တွေးမိပါလေချမ်းပြီးတုံနေမလားပေါ့ဗျာတော့အဲ့လိုမျိုးတွေးမိတဲ့အခါမှာကျွန်တော်အဖြစ်ကိုရိန်စားမိတဲ့နော်ဒီလူတစုကဖခင်အနီးမှာနော်ဖခင်နိုင်မိတယ်နေကံဤထွန်ကြီးပြီးတော့ဖျားမီးပူဆော်တာပဲလားမီးလောင်တာလားမသိဘူးနော်အနှွေးတက်ပေးတာလားတော့မသိပါဘူးတစ်ဖက်ကရေလောင်တစ်ဖက်ကဖျားအမွှေးတက်နေတယ်ရေဆက်ဆက်ကိုမီးတောက်ပြီးတောက်ပြီးတော့ပူဆော်နေတာတွေ့ပါတယ်ပုံစံကြည့်ရတာစေတနာတော့ဟုတ်မဲ့တော့မထင်ပါဘူးပြနော်ကျွန်တော်တွေးမိတာပြောတာပါတတရာအရလာရောက်ပြီးတော့ငွေးတိုင်းဖျားတိုင်းပင်နဲ့ချောင်းဆိုပြီးတော့ เนาะဖះမိတယ်မြိုက်ခံရသေးတယ်နှခေါင်းလည်းမွေးတာမိခိုးတွေနဲ့မိုက်တိုက်ခံရပါသေးတယ်ဒါဖះရှင်ကမိခိုးမိုက်တိုက်ခံရပြီးတော့ကြက်တိုက်တဲ့ပုံစံမျိုးဖြစ်နေပါလေဖះဆောင်တဲ့နေမှာစင်တူးတို့တွေထူးဆင်းနေတဲ့သူများကိုတွေ့ရပါတယ်ပပုစီကသူ့ရဲ့ပံပေါ်မှာစင်တူးကိုညက်ပြီးတော့ထူးနေပါလေကျွန်တော်လည်းမေးပါတယ်ကျွန်တော်ဖះငရဲမကြည့်ဘူးလားဆိုပြီးတော့မေးမိပါလေဟောအဖေကကျွန်တော်ပြန်ပြောပါတယ်အနေကစားမတင်ရသေးတဲ့အတွက်ကြောင့်ငရဲမကြည့်ဘူးလို့ပြောပါတယ်ကျွန်တော်ငငယ်တွေးမိတာဟာ ပါဝါမတင်ရသေးတဲ့အကြောင်းတကုံးမရှိတကုံးမရှိတော့ကြောင့်ငရဲမကြည့်ဘူးဆိုပြီးတော့နော်ပါဝါရေးချားနေတယ်ကျွန်တော်ရော်ပြီးတွေးမိပါသေးတယ်ဗုဒ္ဓဖျားရှိခြင်းတူပါလျက်နဲ့အဘယ်ကြောင့်အိန္ဒိယအစင်တုတော်တွေကနှာခေါင်းချုံပြီးတော့တရုတ်ပြည်အစင်တုတော်တွေကနှာခေါင်းပြားနေလဲဆိုတော့ကျွန်တော်တို့စီမှာကြတော့ဘာဖြစ်လို့ဗမာဆန်နေရလဲဆိုတော့လည်းကျွန်တော်အဖေကိုမေးပါတယ်အဖေကလည်းပါရမီရင်းတဲ့ပုံစံပါပဲရှေ့ဖြစ်ကိုဟောပါတယ်မင်းဘာသာမဲ့ဖြစ်မဲ့ကဆိုပြီးတော့ကျွန်တော်ကြိုတင်ဟောပါတယ် အမေအားတမျိုးပြောပါတယ်မိုးချိုးပြစ်မယ်သတိထားနေတဲ့တကယ်ကမိုးချိုးကကျွန်တော်မပြစ်ပါဘူးเนาะဟိုဘက်ရက်ွက်ကကောဘကနော်လူငယ်လေးကိုပြစ်သွားတာကျွန်တော်မပြစ်ဘူးခုချိန်ဒီမပြစ်ဘူးเนาะဖရာတရားသမားကိုပြစ်သွားတာတခြားမဲ့ OV ထင်ပါတယ်လက်မတဲတော့ဘူးဆိုတဲ့အကြောင်းကိုအတိပေးချင်တာဖြစ်ပါတယ်เนาะကျွန်တော်နဲ့တူတဲ့လူများရှိမလားမသိဘူးเนาะလူကြီးတွေပြောတယ်လက်သက်ခြေသက်မညံ့တဲ့လေပေါ့เนาะကျွန်တော်ပြောဘူးတာမှန်မိမှာပါသူတို့အခက်ကမိမမရှိတာလေနော်လက်သက်ခြေသက်ညံ့လက်အသားတွေညံ့မိမှာလေ အဲ့လိုမျိုးပေါ့ဗျာကျွန်တော်ပြန်ပြောတော့အခုခဲ့မှာနော်အဲ EDU မလား SADU မလားမီးတွေများထည့်နေတာပဲတသက်ချစ်သက်ညက်တာဘာမှမဖြစ်ဘူးပူတော်မြင်သေးတယ်ညပိုင်းမှာအရင်တော့ညဥပန်းရောက်ပြီဆိုရင်လမ်းမပေါ်မှာမပြေးတဲ့ဘာညာဆိုရင်လမ်းမီးတွေမှာမရှိတော့အရင်တော့နော်လဲတွေနဲ့မြင်းတွေနဲ့တွားနေတဲ့ခဲ့မှာမမမဲမဲမှာခလုတ်တိုက်ပြီးလဲမယ်လေအခုချိန်မှာလမ်းမီးဆိုတော့မမဂျူရီတွေနဲ့နော်ညညဆိုဘလို့ကန်လို့တော့အကောင်းအကြီးစကားတိုင်း အမှန်ဆိုပြီးတော့သတ်မှတ်လို့လည်းမရဘူးဆိုတဲ့အကြောင်းကိုသိစေချင်တာပါ ကိုယ်တိုင်တွေးကိုယ်တိုင်စစ်ချင်းပြီးတော့အဲ့လိုမျိုးကိုဝေခွဲစဉ်းစားတတ်မှကျွန်တော်တို့ကတကယ်အဖြစ်မှန်ရောက်မှာပါနည်းနည်းလေးပေါ့ပါတော့အားလုံးပြောပြတာဖြစ်ပါလေ